ူလိုက်ဆိုင်ကိုကြည့်ရှုနေကြတော့ပြည်တွင်းပြည်ပရာရှင်လူပြည်သူအလုံးတောကခတ်တဲ့ကင်းငင်းကြ၍ကြားမှချမ်းသာလူရာဆာနာပြည်ကြပါစေယခုခါမှာရာသီဆက်ဝန်းတို့ရွှေပြောင်းလာတာ2025ခုနိုဝင်ဘာလ20နဲ့26ကြာရောက်ရှိလာပါပြီအခုလိုရောက်ရှိလာတဲ့နိုဝင်ဘာ20နဲ့26ကြာမှာ ဖြစ်ပေါ်လာမဲ့ရာသီဆောင်ဝင်တို့ကကြမာအစုအကောင်ရှောင်းရဆောင်းရများ72ရာသီဘွားတို့ရဲ့ကံတရားများဟောပြပေးမှာဖြစ်ပါတယ်။ကံရာသီဘွားကံရာသီဘွားတွေဆိုတာအောက်ဥလာ24စက်တင်ဘာ22ကြာမှာမွေးဖွားသူတွေဖြစ်ပါတယ်။ဒီရာသီဘွားတွေကမိမိအယောင်းဝယ်ပစ္စည်းတွေဈေးကွက်မတိမငင် ဖြစ်မယ်။အတက်ကြများမယ်။ အတွေ့အကြုံကစကားပြောပြီးကြော်ဖြတ်နိုင်မှာတော့ဖြစ်တယ်။မိမိရဲ့လိမ္မာပါဏစွာလောက်ကైမှုတွေကြောင့်အခက်ခဲရှိပေမဲ့အဲ့အခက်ခဲတွေကျော်လွှားနိုင်မှာ။ဝန်ထမ်းရေးရာတွေယုံထဲမှာမိမိရဲ့အတိုင်းဝုံထဲမှာနည်းနည်းခက်ခဲတာလေးတွေအထက်လူအောက်လူနဲ့ထိတ်တိုက်ရင်ဆိုင်တာတွေရှိလိမ့်မယ်။အဲ့ဒီအချိန်မှာခွင့်ယူတာတို့အနာယူတာတို့လှုပ်ပေးလိုက်ပါ။ငွေကြေးကိစ္စချင်းချင်းတုံးဆွဲဖို့လိုပါတယ်။ အတဟောပညာရှင်တို့နဲ့တိုင်ပင်လောက်ကင်မှုလိုပါတယ်။ဘာသာတရားအမှုပညာရေးနဲ့တတ်ဆိုင်တဲ့လူများတတိဝရိယနဲ့ပြောဆိုလောက်ကင်ပါ။ပွဲသားကိစ္စများနှစ်ခါရွာတတ်ပါတယ်။ဦးပြောင်းအိမ်ပြောင်းနေရာပြောင်းတွေဒီဇင်ဘာ၁၆ကျော်မှအောင်မြင်မှာဖြစ်ပါတယ်။ပို့ပြီးတော့ကန်ကောင်းခြင်းနဲ့ဆိုရင်တော့ကစွန်ဦးကစွန်ညကစွန်ရွက်ဆလာဒီမွေးနေ့မှာလှူပေးပါ။တန်ဃာတော်များဆွန်းလောင်းပေးပါ။ ိမ်ထဲမှာရှိတဲ့မီးဘူးအပြက်၊ကွိုင်အပြက်၊မီးကြောင်းအပြက်များဖယ်ရှားပေးပါ။လေးရှင်းနဲ့ပတ်လည်းထီထိုးပါ။အရဟံတိတ်တိအရဟံတိတ်တိအရဟံတိတ်တိပရိသတ်ပတ်ဆိတ်ပြီး နနက်ညပုံမှန်ခုံတော်ကိုပါပရိသတ်ပိတ်ပိတ်ပထန်ရွတ်ဖတ်ပေးပါ။ကာယာတိဘဝမိသားစုအလုံးဘေးရန်ကြီးကြမှာချမ်းသာကြပါလိမ့်မယ်။